ကျွန်မရဲ့လူချင်းမလေးများအားလုံးမင်္ဂလာပါရှင်အကယ်၍သာအပိုင်းစနစ်ထိုနေ့ကစပြီးအိမ်မာနေရသည့်ရက်များသည်စိတ်ချမ်းသာစရာအတည်ဖြစ်ခဲ့သည်အိမ်မာ ကျွန်မကိုချုပ်ချဲတဲ့တဦးဒီတော်မိမိကအခုဆိုလျင်မမရည်အတွက်တစ်ခါတရံဟင်းတွေထည့်ပေးသည့်အထိတဘောကောင်းလာပါသည်စနေတနင်္ဂနွေဆိုလျင်မမရည်နာတနေကုန်သွားသည် တနင်္လာမှာတောက်ကြဆိုလျင် မမကြီးနေလဲစာပြန်စားသည့်အချိန်ကိုသွားပြီးနှစ်ယောက်သားနေလဲစာသူလူစားကြသည်နေလဲစာစားပြီးလို့မမကြီးစေးရုံခဏပြန်သွားလျင်ကျမသူ့အိမ်မှာစောင့်ပြီးစာအုပ်ဖတ်သည် မမကြီးအဝတ်တွေကိုအဝတ်လျှော့ဆက်ထဲထည့်ပေးသည်တခါတလေဆိုလျင် blouse အင်ကြီးလေးတွေမှာကြံခဲ့သည်ကိုတင်ရနံကိုကျမတိတ်တိတ်လေးခိုးနှမ်းမိသည်ညနေစာထမင်းတအိုးတည်ပေးသည်တခြင်းဖွင့်သည်စာအုပ်ဖတ်သည် မမရီက2နှစ်3နှစ်ခန့်မှအိမ်ပြန်ရောက်လာသည့်အခါ သူစေကမ်းမသွားခင်အထိကျမတို့စကားတွေပြောပြီးညစာအတူတူချက်တယ်စကားပြောသည့်အခါအထီးကတော့တခြင်းတွေနဲ့ရုပ်ရှင်တွေအကြောင်းပေါ့မမရီကဟောလိဝုဒ်ရုပ်ရှင်တော့တော်တော်လေးကြည့်ပုံပါပဲဟိုဘက်ခက်ကကန်နဝင်ရုပ်ရှင်တွေကစပြီးဒီဘက် အော့စကာစကားတင်ဝင်သည့်အထိ သူကြည့်ဘူးတဲ့စကားတွေများသည် ်လေယူတုံတုံအကြောင်းပြောမိရင်ကျမကစကားလက်ကိုကြိုက်တယ်လို့ဆိုသည့်အခါမမကြီးကမီလာနီကိုကြိုက်တယ်ဟုဆိုသည်ကျမတို့မှအဲ့ဒါနဲ့ပတ်သက်ပြီးအခြေအတင်ပြောရသေးသည်ကျမလေစကားလက်ကိုတိတ်တနာတာပဲသူ့ဘဝလှလှလေးကနေကမောက်ကမဖြစ်သွားတဲ့အထိသူ့မှာဒုက္ခဒုက္ခဘောင်းဆောင်ကြုံခဲ့ရတယ်တသက်လုံးယောက်ျားတစ်ယောက်ကိုကြိတ်ချစ်ခဲ့ရရလဲကြိတ်ခွဲစရာပဲဟမ်အင်းတို့တော့သူ့ကိုမကြိုက်ပါဘူး မိလာနေရမှသူ့ရောက်မှသူ့ရောက်ကြောက်တသက်လုံးကြိတ်ကြိုက်နေတာသီးခံနေရတယ်။သို့ဆိုသီးမခံနိုင်သူ့မုတ်စိတ်ကောင်းရှိလွန်တာ။သို့သာဆိုအလောက်ဖြစ်နေတက်ပြစ်လိုက်ပြီ။မမကြီးကပြောနေရင်ဒေါရထွက်လာပုံရကအတန်မှကျဲလာသည်။မမကြီးဟာအရေးကြုံရင်တွေ့ ਈ သလောက်ဘာမဟုတ်တာလေးနဲ့ကြပြန်တော့စိတ်ဆိုးတက်နေရော။အဲ့ဒီနေ့ကကျမနေ့လယ်စာစားပြီးလို့ပြင်ပြင်ရှိရာနဲ့စိုင်းတိဆိုင် playlist ကိုဖွင့်ပြီးမမကြီးအီစာအုပ်စင်ကိုမှွေးနောက်မိပါသည် မမကြီးကစဉ်ယုံခဏပြန်သွားခဲ့သည်။ကျမစိတ်ထဲဖက်လို့ကောင်းပြီဟုထင်လာလေးရှာကြည့်ပြီးတော့ဂျူဤစုံနေရက်နဲ့လွမ်းနေခြင်းဆိုသည့်စာအုပ်ကလေးကိုတွားတွေ့သည်။မမကြီးဤစာအုပ်စင်တွေကကျမမဖတ်ရသေးသည့်စာအုပ်တွေပင်နည်းလာလေပြီ။သို့သောဆ iam ဂျူဤစာအုပ်တွေကတော့ဖတ်ဖူးပြီးသားဆိုတော့ကျမထိပင်မထိမိပါ။နာမည်ကအလွန်မင်းတဘောကြဖို့ကောင်းတာပဲ။စုံနေရက်နဲ့တောင်လွမ်းတဲ့တဲ့ ကျမမမမရေကိုအချိန်ပြည့်တွေ့နေရတာလဲတွေ့ပြီးရင်တွေ့ကျင်နေတာမို့အဲ့ဒီစကားကို နားလည်နိုင်ပါသည်စာအုပ်ကလေးကနည်းနည်းတော့ဟောင်းနေပုံပါပဲလာဗင်ဒါရနံ့တင်တဲ့မားနယ်မောင်ဇလန်းလေးအကြောင်းမဟုတ်လားဖတ်ဖူးတာကြာလာတဲ့ဖြစ် စက်ချောင်းကိုအသေးစိတ်မမတ်မိပါပြန်ဖတ်ကြည့်ရမည်ကြည်ကြည်လင်းလင်းလေးတွေ့ပြီးဆိုဖာပေါ်လက်အိတ်ကစာအုပ်ကိုဖွင့်မိလိုက်ပါသည် ။သို့သောစာအုပ်ဖုံးကိုလှမ်းလိုက်တာနဲ့ပထမဆုံးစာမျက်နှာမှာခက်ဆန်းဆန်းလည်ရည်များဖြင့်လလပပရေးထားတော့စာချောင်းတချို့ကိုမြင်လိုက်ရသည့်အခါကျမ၏အမြင်များအလိုလိုပြဝေသွားပါသည်။ထထိုင်မိလျက်သားလည်းဖြစ်သွားသည်။ရည်ကြီးကကျူးစာအုပ်တွေဖတ်တတ်တာအခုမှသိလို့ဝဲခဲ့ရတယ်။ပို့ချရတဲ့လူကိုပဲဖြစ်ပါစေဆိုတဲ့စာအုပ်ကလေးနဲ့လေ။စာအုပ်ခေါင်းစဉ်တွေကိုကိုသိတဲ့ဘောကြမိတယ်ကွယ်အမတ်တရသိမ်းထားနော်ဇော် ဆိုရီရီတဲ့အဲ့ဒီနာမည်လေးနှလုံးက ကျမနာတဲ့ပေတင်ထန်နေပါသည်ဇော်ကမမရီချစ်သူဖြစ်ခဲ့တာလားတိုးတော့လက်ရည်ကတော့မိမလက်ရည်ပါအကယ်၍ယောက်ျားလက်ရည်ဆိုလျင်ဒီယောက်ျားကသူ့ကိုယ်သူအင်မတန်ခရူးဆိုင်တတ်တဲ့လူဖြစ်ရမည်နော်လို့ရေးထားတာကြတော့လေယောက်ျားတယောက်အတွက်ချွဲနယ်လွန်ပြန်သည်မမရီကအရင်ကတည်းကမိမတွေကိုစိတ်ဝင်စားခဲ့တာလားဒါပေမဲ့မိမိကိုပြောတော့ငါကြ ကျမကသူ့ရဲ့ပထမဆုံးမင်းကလေးဆိုဒါကြောင့်ကျမစိတ်ထဲမှာမမကြီးရဲ့ချစ်သူဟောင်းကယောက်ျားလေးပဲဖြစ်ရမည်ဟုတထစ်ချတွတ်ထားခဲ့သည် သူဘသူကိုချစ်ခဲ့ချစ်ခဲ့ကျမနားလည်ပေးနိုင်ပါသည်သို့တော်လည်းကျမပါဝင်ခွင့်မရခဲ့ဤအချိန်ကမမကြီး၏ဘဝစာမျက်နှာများဟာဘလိုမျိုးလဲဆိုရာကိုတော့ဖြင့်ကျမသိချင်မိသည် သူတို့ဘလိုတွေ့ကြတာပါလဲဇော်ရရောဆရာဝင်မဲလားမမကြီးငဲချစ်တော့မဖြစ်နိုင်ပါဘူး အခုမှသိသည်ဆိုတဲ့စကားလုံးပနေသည်တငယ်ချင်းရော မဖြစ်နိုင်ဘူးလားအိုးဒီလိုခံစားချက်တွေကို သိတာစေတဲ့ခေါင်းစဉ်နဲ့စာအုပ်တွေကိုတငယ်ချင်းအချင်းချင်းပေးပါမလားဒါဆိုသူ့ရေးထားတဲ့စာတွေကနောက်တအုပ်ကိုထက်ရှားရမည်တင်းလွန်စာပို့ရနိုင်သည်သို့တော့ကျမစာအုပ်စဉ်တစ်ခုလုံးကို မှွေးနှောက်ပေးရှာပေမဲ့ပို့ချရတဲ့လူဆိုတဲ့စာအုပ်ကိုတော့အစာအနာပင်မတွေ့ရပါဘူး ကျမသည်တည်ကျင်စိတ်များစွာဖြင့်စာအုပ်စင်ပေါ်မှစာအုပ်တိုင်းဤရှိက စာရွက်ကိုလှန်လောကကြည့်မိသည်သို့သောဘာကိုမှထပ်ပြီးမတွေ့ရတော့ပါအဲ့ဒီစာအုပ်လေးတအုပ်တာရှိသည်ဘလောက်ထိကြာသွားသည်မသိမမရည်ဤကားကအင်းရှိမှရက်လိုက်တန်းကိုကြားရသည်စာအုပ်တွေတက်တက်ရရဖြစ်မဖြစ်ပြန်ကြည့်ကမမရည်အားအပြေးထွက်ကြုံမိသည်မမရည်ကကားကိုဝင်းထဲတွင်ပြီးအိမ်ထဲသို့ချိန်တချိန်ကိုကင်ကဝင်လာပါသည်ခိုင် တို့ဒီနေ့အပြန်ဟင်းဝယ်ခဲ့တယ်ချက်တော့ဦးကွယ်ဝဆတူးလေးဆိုင်ရတော့တေချာထည့်ပေးခဲ့တာပဲဒီနေ့တော့တကယ်မောတယ်ကွာညနေစေကမ်းမတော်ရတာတော်သေးတယ်မမကြီးလက်ထဲကချိုင်းကိုယူပြီးဟင်းအိုးတဲ့ပြောင်းထဲကလျှက်စစ်မီးဖို့ပေါ်မှာတင်ထားလိုက်သည်မမကြီးကအဝတ်လဲပါသည်ခဏကြာတော့ရိုးရိုးထမိန်နဲ့ plus အင်ကြီးလက်ရှိကိုဝစ်ပြီးထွက်ခဲ့သည်စပင်တွေကိုကြာပါစက်ကလစ်အကြီးဖြစ်ပင့်တင်ထားသည် ညနေခင်းနေရောင်ကြီးအောင်မှာမျက်နှာကလေးကဝင်းဝင်းကလေးဖြစ်နေသည်မမကြီးဤအိမ်နေရင် ပုံစံကိုဘယ်တော့မြင်ရမြင်ရကျမမယူသွားပဲထပ်ခါထပ်ခါမြင်လို့ရပါသည်မမကြီးကဆိုဖာမှာဝင်ထိုင်ပြီးတခြင်းတံကိုနည်းနည်းချဲ့လိုက်သည် ထို့နောက်သူ့လက်ကန်အိတ်ထဲမှစာအုပ်တအုပ်ကို ထုတ်ကားဖတ်ဖို့ပြင်သည် နေလေကကျမစာအုပ်ဖတ်ရင်စာဖို့လှုပ်ထားသည်နေကြစည်းထုတ်ကအရာပင်မယွန်းသေးပါခိုးစာအုပ်ကလေးကဆိုဖာပေါ်မှာရှိနေသည် ခိုင်ဒီနေ့နည်းနည်းညနေနောက်ကျမှပြန်လေမဟုတ်လဲတို့လိုက်ပို့ပေးမယ်ကျမအိမ်ကကျမကိုမိုးမချုပ်ခင်အရောက်ပြန်လာခိုင်းပါသည်ပုံမှန်က၄နာရီဆိုမမကြီးအိမ်က နေပြန်နေကြဖြစ်သည်ဒီနေ့တော့မမကြီးကစီကံသွားစရာမရှိပါတဲ့မမကြီးနာဝင်ထိုင်ကဘလို့စကားဆရမလဲဟုတွေးနေမိသည်မမကြီးကင်ထားတဲ့စားအုပ်ကအစ်စ်ပါလားမမကြီးကပုံမှန်ဆိုမျက်မှန်မတက်ပေမဲ့ စာဖတ်လျင်တော့မျက်မှန်အကြည့်လေးတစ်လက်ကိုတက်လေးရှိပါသည်မမကြီးဘာစာအုပ်ဖတ်နေရလဲမမကြီးကကျမကိုမျက်မှန်အောင်မှမျက်လုံးပင်ကြည့်ပါသည်ဂိုးရင်ကဲလီတနေ့ကဆေးရုံရှိရာစာအုပ်ဆိုင်သွားရင်လည်းတွေ့လို့ဝဲခဲ့တာအဲ့ဒီမှာဖတ်နေရင်လည်းမပြီးလို့အိမ်ယူခဲ့တာဟုတ် ကျမရုပ်ရှင်ကြည့်ပြီးပြီ အဲဒီဇကာထဲမှာ Rosman Pike ၏ Psychopath စံစံတရုပ်ဆောင်ချက်နဲ့သူ့မိမလဲ့သည်များလူယိုးလူအားတယောက်လိုခံနေသည့် Ben Affleck ကိုကျမကောင်းကောင်းမှတ်မိပါသည်အဆောင်ကတငယ်ချင်းတယောက်ဆို သူ့ရည်စားနဲ့ရန်ဖြစ်သည့်အခါတိုင်းအဲဒီဇကာထဲရလိုမျိုးစိစိဆက်ဆက်ကြိုတင်စီစဉ်ပြီးလှုပ်ကြံခြင်းဤဟုခဏခဏကျမကိုပြောပူသည်စာအုပ်ကတော့အသေးစိတ်တယ်မင်းသမီးကတကယ်ညာကောင်းတယ် သူ့လောက်အကွက်ကြက်ကြက်တွေးတဲ့သိကောင်းမှာပဲအားကြမိတယ်ကွယ်ရေးထားတာလဲဆွဲဆောင်မှုရှိလိုက်တာမှာတွုံးမယ်ဆဆဖက်ကလေးကအခုထိလက်ကမချခြင်းဘူးပုံမှန်ဆိုလျင်ကျမမမရေကိုရုပ်ရှင်အကြောင်းအပြန်အလှန်ပြောပြဖြစ်ပြီဆိုပေမဲ့အခုတော့ဟိုစာအုပ်အကြောင်းကပဲခေါင်းထဲရောက်နေသည့်အတွက်သိစိတ်နေမိသည်ဖုန်းလည်းမကင်ကြည့်ပြပါတခြင်းလာနေသည့် TV မျက်နှာပြင်ကိုပဲရောင်ရောင်ကြီးကြည့်နေမိသည်ဆိုင်တီဆိုင်တခြင်းတွေကတကယ်ကောင်းပါသည် မကောင်းတာကပေါ်ပေါ်ပယ်ပယ်ဖြစ်တယ်လို့ရိုက်ထားသည့်တရုတ်ဆောင်ဗီဒီယိုတွေဖြစ်၏ဒါကြောင့်အရင်ရက်များကအတန်မဲပါသည့်ခွေကိုဖွင့်ပင်မဲ့ဒီနေ့တော့ကျမအာယုံနဲ့ကျမမို့ YouTube ကအော်တိုပလေးလာတာကိုပဲဖွင့်ထားမိပါသည်ဒီထက်ပိုပြီးမတက်နိုင်ဆိုတဲ့တချင်းလိုပင်တရုတ်ဆောင်ကရေကူးကန်နာမှာရေကူးပြရာလောက်နဲ့ပြီးသွားသည် တချင်းနှစ်ပုတ်လောက်ထိုင်းကြည့်ပြီးသည့်အချိန်၌မင်းနမီကမင်းနာအီပေါင်ပေါ်မှာလက်အိတ်ပြီး တချင်းစုံနေသည်ကိုမြင်လိုက်ရသည်မမကြီးကလုံကြီးအဝါရောင်ထူထူလေးကိုဝတ်ထားသည်မသိမသာဖြင့်အဲ့ဒီတချင်းနဲ့အတိုင်းမမကြီးဤပေါပေါ်မှာလှဲအိတ်လိုက်မိသည်မမကြီးကအံ့ဩသွားသလိုပုံစံဖြင့်ပြုံးကာမျက်မှန်ကိုချွတ်ပြီးလက်ထဲမှာစာအုပ်ကိုဆိုဖာပေါ်မှာချသည်ကျမကငုံကြည့်ပြီးနှစ်ဖူးပေါ်မှာစမိတ်လေးတွေကိုဘေးသို့အသားလေးဖဲ့ပေးကမေးပါသည်ခိုင်းဒီနေ့ဘာဖြစ်တာလဲ တို့လည်းစကားဟဟမပြောစပွဲဘွားနေကြစီရလဲဖောက်ယုံဖောက်ထားပြီးမဆရသေးဘူးပြီးတော့ကြည်ရစိတ်နဲ့လူနဲ့လည်းမကက်တလို့ပဲဒီနေ့နေ့လဲဘာတွေလောက်တလဲဘာလဲစက်ခါကြည့်ပြီးဝမ်းနေနေရလားမဟုတ်ပါဘူးမမကြီးမင်းတခုခုဖြစ်နေတာကိုတို့သိပါတယ်ဘာဖြစ်နေလဲဆိုတာတို့ပြောပြခြင်းစိရှိသလားအဲ့ဒီလိုအပြားခတ်တုံရင်နေသည့်အတန်ချိုချိုနဲ့ပြောမှတော့ကျမဘလို့ညင်းနိုင်ပါမလဲ ျမဟန်ဆောင်ပြီးဆက်မထိန်ထားနိုင်တော့ပါ ပြောချပြစ်လိုက်မိပါတော့သည်ဟိုမမကြီးကျမကိုဆက်ဆုတယ်လို့မထင်ပါနဲ့နော် ကျမကလေမမကြီးအကြောင်းဆို အကုန်လုံးကိုသိကျင်မိရမို့ဒါမှမမကြီးမပြောချင်းလဲကျမနားလည်ပေးမှာပါ။ဘာများလဲကွယ်စကားအုပ်တန်းပုံကမထိတ်တာမလန့်တာရှိလိုက်တာ။မမကြီးကကျမကောင်းကိုအตาကလေးမော့စေကား ကလေးကောင်းကိုပြိတ်တယ်လို့မျိုးလက်တစ်ဖက်ကိုအောက်မှာခံပြီးမလိုက်ပါသည်ဒီနေ့ကျမစာအုပ်တအုပ်ဖတ်မယ်ဆိုပြီးဂျူးရဲ့စာအုပ်တအုပ်ကိုရွေးမိရယ်စုံနေရက်နဲ့လွမ်းလေခြင်းဆိုတဲ့စာအုပ်လေးအမရေကခေါင်းလေးဆောင်ပြီးတိတ်ချနာထောင်ပါသည်ဆက်ပြောဆိုသည့်သဘောဖြင့်ခေါင်းကိုတစ်ချက်ဆက်ပြသည်ဆောက်ကိုဖတ်မယ်လို့တော့ပထမဆုံးစာမျက်နှာမှာအမတ်တရားစာကြောင်းလေးတွေတွေ့ရတယ် ဘာမှတော့ဒူးဒူးတွေတွေမပါပါဘူးရိုးရိုးလေးပါပဲဒါပေမဲ့အောက်မှာရေးထားတာရည်ရည်အတွက်ဇောတဲ့အဲ့ဒါကျမစကားတဝက်တစ်ပြက်နဲ့ရက်သွားဒီနိုင်မမရည်ကအပြုံးမမီသည့်အပြုံးတစ်ခုကိုပြုံးပါသည်နှကန်လေးတွန့်ယုံသာဖြစ်သည်ခိုင်းကဘာတိကျင်တာလဲဟိုဇောကဘသူလဲမမရည်ရဲ့ချစ်သူဟောင်းလားအဲ့ဆောင်လေးတို့ပြပါအောင်ကွယ် လဲအိနေရမထကစုဖဘော်က စာအုပ်ကလေးကို ယူပေးမိသည်စာကြောင်ကလေးတွေကိုဖတ်နေသည့်အချိန်၌မမရည်မျက်နာပေါ်တွင်အမြင်တက်ရခတ်တော်ခံစားချက်တချို့ပေါ်လာပါသည်သို့သောနောက်ဆုံးမှာဝန်းနေသွားသည့်ခံစားချက်ကိုတော့ကျမမြင်ပြအောင်မြင်မိလိုက်ရပါသည်စောမင်းနဲ့လက်တန်းနှစ်ခုလောက်ရေးသွားမှမမရည်အတန်ကဆွေဆွေမြည်မြည်လေးထွက်လာပါသည်မမရည်ကဘေးမှထိုင်နေသည့်ကျမလက်ကိုဆုပ်ကိုင်းသည် ပြီးတော့သူ့ပုံစံအတိုင်းလေတံအေးအေးဖြင့်စပြောသည်တို့ကဒီခွဲစိတ်ပွဲလုံးရန်ကုန်မှာတွက်တက်ခဲ့တာခိုင်ရဲ့မန်းလေးကနေပြောင်းပြီးတက်လာတဲ့လူဆိုတော့တို့မှအတိအကျွမ်းရင်းရင်းနီနီမရှိဘူးတို့အတန်းမှာပွဲလွန်ကြောင်းတာ24ရောက်ရှိတယ်မင်းကလေးက6ရောက်ပဲရှိတာစေယုံမှာအဖွဲ3ဘွဲခွဲတော့တပွဲ6ရောက်မှာမင်းကလေးဆိုလို့ဒိုးနဲ့စော်နဲ့ပဲပါတယ်လေမမရီအီချစ်သူကမင်းကလေးဖြစ်နေမလား ကျမကောင်းနေပူရှုပ်လာသည်မမကြီးကတူတူလေးဆက်ပြောပါသည်သူကလေတခြားသူတွေလို မဟုတ်ဘူးတို့ပေါ့အရန်ကောင်းနေသူတို့ပုံစံအတိုင်းမာနကြီးတာတို့သူများအောင်နှိမ်ချလိုက်တာတို့ပြောစရာရှိတာမပြောပဲပညာဝတ်ထားပြစ်လိုက်တာတို့မရှိဘူးမင်းသိမှာပါကိုနဲ့အကျွမ်းတဝင်မဟုတ်တဲ့နေရာရောက်တဲ့အခါကိုတို့ဆရာဝန်တွေအချင်းချင်းဘလောက်ပညာပြတ်တက်လဲဆိုတာဒီလိုမျိုးကြီးတွေလည်းဖြစ်ယောက်ျားတွေလည်းကြီးစိုးနေတဲ့နေရာဆိုပို့ဆိုးပေါ့ တို့ကရန်ကုန်စည်းရုံကြီးဆိုတာကိုအဲ့ဒီအခါကျမှမြင်မှုတဲ့သူလေအကောင်လုံးကတို့အတွက်အစ်စ်ပဲကို့ဘက်မှာလူတစ်ယောက်ရှိနေမှ တော်ခါကြတာအဲ့ဒီမှာတို့ဇော်နဲ့စသီးတာပဲဆက်စကျင်တော့တို့သူ့ကိုဇော်လို့မခေါ်ပြစ်ဘူးခန္ဓာမှာဇော်လို့ပဲနာမည်အရင်တိုင်းခေါ်တယ်။ "तू ကအဲ့ဒီလို့ခေါ်တာမကြိုက်ဘူးလေကွယ်။"ဇော်လို့ခေါ်ဆိုပြီးတို့အမျိုးမျိုးလုပ်ပေးပြီးကြီးကြခဲ့တယ်။ဒီစာအုပ်ကလည်း तू အဲ့လိုကြီးကြပြီးပေးခဲ့တဲ့စာအုပ် သူကဒုထက်လည်းနည်းနည်းလောင်နေတာဦးဇောကချွဲတက်ပေမဲ့အားကိုးရတယ်ဇောကတို့ခင်းတယ်အဆစအရာရာတို့အတွက်ကြည့်ပေးတယ်ဂျူတီချိန်လဲတာအစားခွဲလို့ကောင်းမဲ့လူနာအဆုံးသူမခွဲပဲတို့အတွက်ပေးတယ်တို့တကယ်ဝမ်းသာတာပေါ့လေတငယ်ချင်းကောင်းတယောက်ညီအမတယောက်ရလိုက်တယ်လို့မျိုးကိုမနာလိုစိတ်ကကျမရင်ထဲမှာလှိုက်ခနဲ့တက်လာပါသည် လူမမြင်ရပဲနာမည်လေးကအစားလှလိုက်တာ ျမနာမည်နဲ့များတခြားစီပဲပြီးတော့မမကြီးကအားကိုးရတယ်တဲ့အဲ့တချက်နဲ့တင် နားထောင်နေမြေကြီးတဲ့ဝင်သွားခြင်းမိပါတယ်တို့တွေစားအတူတူကြက်တယ်သူ့တိုက်ခံကိုတိုက်ခံမခွဲကြပဲသွားနေဖြစ်တယ်ဆောင်းဝဲနေရဲ့နှစ်ယောက်လုံးလူရောက်တော့မထွက်ဘူးဇော်နဲ့တို့ကဘွဲလွန်တက်ရတဲ့၃နှစ်ကြာပြီးတော့ညီမရင်းတွေလိုမျိုးခင်လာခဲ့တယ်တို့အခင်ဆုံးလူကလည်းဇော်ပဲဇော်အခင်ဆုံးလူကလည်းတို့ပဲပါဇက်ကတစ်ချက်ဟလိုက်တာနဲ့ ဘာဖြစ်နေပြီဆိုတာသိတဲ့တငယ်ချင်းမျိုးဖြစ်လာခဲ့တဲ့အထိပေါ့။အင်းနောက်ကြတော့ဇော်ကဒုတင် မကပါဘူး။မောင်နဲ့ပါခင်သွားခဲ့တယ်။မောင်နဲ့ခုနကမနာလူစိတ်ဒီအခုဒီစကလုံးကိုကြားလိုက်ရပြီးရဲ့နောက်ဖြစ်လာဒီစိတ်နဲ့ရှင်ခဲ့သည့်အခါတမုတ်တရားကြီးတဲကမိုးရီဇက်လေးလိုပင်ဖြစ်သွားခဲ့ပါသည်။မောင်နဲ့မမကြီးကအဲ့ဒီယောက်ျားမောင်လို့ခေါ်တဲ့လား။ ကျမကောင်းတဲ့ရုတ်တရက်မူဝေလာတပြည့်မမကြီးပခုံးပေါ်မိချလိုက်ပါသည်မောင်ကကျမအတန်ကထိမနိုင်စွာ အကွယ်တုံရင်နေပါသည်တို့ပြောတဲ့တို့ချစ်သူပေါ့ကွယ်သူရှိလို့တို့ရန်ကုန်ကိုလိုက်ပြောင်းခဲ့တာလေချစ်သူကိုဘဝတစ်ခုလုံးနဲ့ရင်ပြီးချစ်ခဲ့တယ်လို့တငယ်ချင်းကိုလည်းအလုံးစုံပုံပြီးယုံခဲ့တယ်လေတို့တအားကိုမိုက်ခဲ့တာပေါ့မမကြီးကနာကြီးရဲ့အတန်ပြဲခတ်တင်တင်လေးဆိုပါသည် ျမခေါင်းထဲမှာအစာကလေးတစ်ခု ပေါ်လာပါသည်ရီရီဇော်နဲ့မောင်ဇော်ဟာ ကျမထင်တယ်လို့မမရီကိုချစ်တာမဟုတ်နိုင်တော့ပါ နောက်ဆုံးမှာတော့မမရီသည်တွေးနေရင်းနဲ့ဖျားပင်တမိသွားပါသည်မမရီဟာ သူ့အချစ်ဆုံးလူနှစ်ယောက်ရဲ့တစ္ဆာဖောက်တာကိုခံခဲ့ရတာလားအိုးလောကကြီးရဲ့မမရီကကျမကိုမျက်ရည်များရွက်ဝဲနေတော့အပြုံးပြပြုံးပြပါသည် မမရီ ဒါဆိုအမေနဲ့တို့ကကန်တူအကျိုးပေးတယ်လေအသက်ရှင်နေကဖေဖေနဲ့ပတ်ပင်မိခဲ့တဲ့မြင်ကွင်းမျိုးတို့အသက်30ကျော်မှာထပ်မြင်ခဲ့ရတယ်ဘာမှမပြောင်းလဲတော့ခံစားချက်ရော မြင်ကွင်းရော တထက်ထဲပဲပြောင်းသွားတာကတော့အဲ့ဒီလူနှစ်ယောက်ကအချစ်ဆုံးတငယ်ချင်းနဲ့အချစ်ဆုံးချစ်သူဖြစ်နေတာပဲဒါပေမဲ့ဒီတစ်ခါမှာသူတို့ရင်မဆိုင်နိုင်ပဲထွက်ပြေးလာခဲ့ရတဲ့သူကတို့ကိုယ်တိုင်ပဲခံရဲ့ ကိုကိုကိုအလောက်ထိကန်ဆိုးလိုက်မယ်လို့မထင်ခဲ့ဘူး။ကန်တရားရဲ့ရိုက်ချက်ကသိပ်ပြင်းတယ်ကွယ်။နလန်ကိုပြန်မထူနိုင်တော့အောင်ပဲ။မမကြီးကိုနှစ်တိတ်စရာစကားတွေသည်ကျမလဲချောင်းဝါမာတွင်ပျောက်ရှာသွားပါသည်။မမကြီးကမျက်နာမှာဘာခံစားချမ်းမှမပေါ်အောင်ထိန်ထားပေမဲ့အညိုရောင်မျက်ဝန်းများမှာမျက်ရည်တွေက အထိန်ကွန်မဲ့စွာကျဆင်းလာသည်။ကျမမမကြီးကိုခပ်ဖွားဖွားဆွဲဖက်လိုက်သည်။ ညီဒီဇကလုံးကမှဒီအမျိုးသမီးဤနာကျင်မှုကိုတက်တာအောင်မစွမ်းနိုင်မှန်းကျမသိပါသည်ဒီနှစ်တွင်မှမမရီတယောက်တည်းဘလွန်များတီးခံခဲ့ပါလေသူ့မှာအခုအမေတယောက်တာရှိတော့သည်အဲ့ဒီအမေကလည်းသာသမီနှင့်ယောက်ျားနှင့်ဖြစ်နေသည်မမရီဟာအဲ့ဒီမိသားစုမှာလည်းတေချာပေါ့အပြင်လူဖြစ်နေမှာပဲမမရီဘေးကလူတွေဟာဒီလိုတနာစရာကောင်းတဲ့မိန်းမတယောက်ကိုဘာကြောင့်ဒီလောက်ထိရက်ဆက်နိုင်ကြတာပါလဲ ငိုခြင်းဤအချိန်မှာဖွင့်ချစရာရင်ခွင်မရှိခဲ့တဲ့သူကိုကျမရင်ခွင်ထဲမှာလုံလုံလောက်လောက်ထွေးပွေထားခြင်းမိပါသည်မမကြီးကကျမပခုံးဘော်ကိုအကသူ့မျက်နာကိုမမြင်ရတော့မှအာရပါရရှိုက်ငင်ငိုကြွေးပါသည်ပုံနှွေးနေတော့မျက်ရည်စားများသည် ပခုံးဘော်မှတဆင့်နှလုံးသားအထိစိတ်ဝင်သွားပြီးနာကျင်မှုကိုပုံမတော်လောင်အောင်လောင်စာဖြည့်ပေးသလိုရှိသည်နှစ်ယောက်လုံးကတို့ပြောခဲ့တယ် ဘယ်တော့မှထုတ်ပေးရနေထွက်မသွားဘူးတဲ့နောက်ဆုံးတော့သူတို့ပဲထိုးထွက်သွားအောင်လို့လှုပ်ခဲ့တာလေတို့မှအခုထက်တိသူတို့နာမည်ကြိုင်ရင်ထဲမှာနာနေစဲပဲခိုင်ရယ်မမကြီးပြောရင်ဖြင့်စတိုင်ငိုပါသည်ကျမတန်ဋိဌံတစ်ခုကိုချမိသည်မမကြီးဤအတိတ်ကိုမမကြီးကိုယ်တိုင်မပြောပြခြင်းလည်းရင်ဘယ်တော့မှကျမကစပြီးမမေ့တော့ပါဒီအမျိုးသမီးဤထံရတွေကိုမကုစားပေးနိုင်လျင်တောင်မ ကျမကြောင့်ထပ်ပြီးအသင့်မဖြစ်စေခြင်းမှာစပွဲပေါ်မှာတ िश ူလေးကိုယူပြီးမမရီဤမျက်ရည်များကိုခပ်ဖွားဖွားတုပ်ပေးမိသည်မမရီကမျက်ရည်များနဲ့လဲလှပါသည်ပါလျာလျာနှခမ်းများက တုံရီနေပြီးနှာခေါင်းလုံးလုံးလေးကငိုထားသည့်အချိန်ကြောင့်ရဲနေသည်နှခမ်းတွေကနှင်းစီပွင့်ချက်ကလေးတွေလိုနီဆွေဆွေလေးဖြစ်နေပါပြီလေတိုက်ရင်ကြွေကျသွားတော့မြည်ပွင့်ချက်ကလေးနှစ်ပင်တူသည်မမရီရဲ့ ပါပြင်မှာမျက်ရည်စာများကို ကျမနှခမ်းများဖြင့်ခြောက်တွေးစီမိသည်မမရည်ပါပြင်ရောနှာခေါင်းလုံးလုံးလေးကပါအေးဆက်နေသည်ဒါဆိုနှခမ်းပြားတွေကရော ကျမမဝင့်မရဲထိတွေ့ကြည့်တော့နှခမ်းပါးတွေကဆန့်ကျင်ဘက်ဆန်းစွာပူနွေးနေပါသည် နောက်ထပ်တစ်ကြိမ်ထပ်မံထိတွေ့သည့်အခါ၌ကျမစိတ်ကိုမထိန်နိုင်တော့သဖြင့်အနှဲငယ်ကြမ်းတမ်းစွာနှမ်းဆိုင်မိသည် ကျမနန်းတွေက မမရည်အတွက်နှစ်သိမ့်မှုတချို့ဖြစ်ပါစေတော့လေ မမရီကအစာကငင်းငိမ့်လေးနေနေပေမဲ့အနန်းတွေနှက်ဆိုင်လာသည့်အခါ၌ပြန်လဲတုံပြန်လာပါသည် စီကြကြာသည့်အနန်းတပွင့်နှင့်အတူအတွေ့အသားထဲမှဆန္ဒတစ်ခုသည်နှစ်ယောက်လုံးကိုပူလောင်လာစေသည်နှက္ခမ်းမှအနန်းကိုဖြည်းဖြည်းချင်းရတန်းကမမရီဤလဲတိုင်းကြော့ကြော့စီဦးတည်မိသည်ကျမလက်တစ်ဖက်ကမမရီဤ blouse အင်ဂျီအောက်ဖက်မှအရေပြားကိုထိတွေ့မိသည့်အခါမမရီကအသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်ပါသည် ပြီးတော့အသာလေးဂျမလက်တွေကိုစောက်ကန်ကဖယ်ပြီးလူချင်းခွာလိုက်သည်ခိုင်းပြန်မာတော့နော်အငင်းခံလိုက်ရသလိုခန်းစားချက်မျိုးဖြင့်ဂျမမျက်နာကပူနေသွားပါသည်သို့တော့မမကြီးအလိုမရှိသည့်အရာကိုဂျမအတင်းကြံမလုပ်ယူပါမမကြီးကိုရိုင်းဤအခက်အခဲကိုဂျမနားလဲပါသည်မမကြီးကဂျမကိုအားနာသလိုရရဲ့လေးပြုံးပြသည် ဖုန်းနဲ့ဆိုင်ကယ်တော့ကိုယူကအယောင်ယောင်အမမဖြစ်ထားရမိသည့်အခါမမကြီးကတားပါသည်ဟုတ်ဟိုဒါဆိုလဲပြန်တော့မယ်နော်ခဏလေးတို့ဟင်းထက်ပေးလိုက်အောင်မယ်ရတယ်မမကြီးကျမနှစ်ယောက်စာဝယ်လာတာကွယ်မင်းမမဆိုင်ပို့သွားတော့မှာမမကြီးကအင်ကြီးကိုဆွဲကြကလုံကြီးကိုတင်းတင်းလေးပြန်ပြန်ဝတ်လိုက်သည် မမရီကဟင်းအိုးထဲမှဝက်စတူးများကိုချိန်ဖူလေးထဲလောင်းချလိုက်ပါသည်။ဖန်ရီဘူးထဲကရီကိုခွက်ထည်ထည့်ပြီးတောက်ချလိုက်ပင်မဲ့ကျမနှလုံးကအခုထက်ထိတဒိတ်တိတ်မြည်တမ်းဖြစ်တုံနေစေဖြစ်၏။မမရီကချိန်ဖူလေးကိုကျမလက်ထဲထည့်ပေးသည်။ပြီးတော့လက်ကိုတစ်ချက်စုပ်ကိုင်းကပြန်တော့껙ဟုဆိုပါသည်။အဲ့ဒီညာကကျမဘလုံးမအိမ်မပြောပါမမရေချောင်းကိုပဲတွေးနေမိသည် မမရီဤဘဝသည်ဘေးလူတယောက်အနေနဲ့ကြည်လျင်တောင်မှအင်မတန်ခရုဏာတတ်စရာဖြစ်၏။အမေနှင့်အဖေကအသက်ရှင်နေမှကွဲသွားသည်။အမေကဆယ်တန်းကြီးတဲ့အချိန်မှာနောက်အိမ်အောင်ထပ်ပြူသည်။ချစ်သူလေးရလာပြန်တော့သူ့တငယ်ချင်းကသူ့ချစ်သူကို လူယူသွားပြန်သည်။တငယ်ချင်းကတော့အနေနီးဆက်လို့ထားပါတော့။အဲ့ဒီယောက်ျားကမမရီကိုပြစ်ပြီးဇောနောက်ပါသွားရတဲ့အထိတစ္ဆာတရားကိုမျက်ွယ်ပြူရသလား။ မမကြီးနေရာကနေတွေးကြည့်ရင်ဖြင့်မုန်းချက်လာပါသည် မမကြီးအမေကအုံနောက်အကျိတ်ဖြစ်သေးတယ်တဲ့အဲ့ဒီကိစ္စကအဲ့ဒီခွဲစိတ်မှုပြီးမှ ဖြစ်သလားမတိုင်ခင်ဖြစ်သလားကိုတော့ကျမဆက်ဆက်ကြည့်ရမရပါအကယ်၍သာတစ်ချိန်နဲ့အတူတူဖြစ်လျင် မမကြီးဟာဘလို့ခွန်အားမျိုးနဲ့များတီးခံခဲ့တာပါလေမမကြီးဤဘဝဟာပျော်စရာတစ်စက်ကလေးမှမရှိခဲ့ပါကောင်းသည့်ကံကြမ္မာက သူမျက်နာလွဲခြင်းဒီလူကိုကြတော့လဲတသက်လုံးပြတ်ထားရပါရောလားသို့တော့ရှေ့လျှောက်မမကြီးအနာဂတ်တွင်ကျမမမကြီးကို စိတ်စင်ရအောင်ဘယ်တော့မှမလုပ်ပါကျမအရှက်နဲ့တိတ်ခါအိုးအသက်နဲ့တောင်လဲပြီးမမကြီးကိုချက်သွာခြင်းမသည်မမကြီးဒီကျမအတွက်ကောင်းကြီးတစ်ခုဖြစ်တဲ့ကဲ့သို့ကျမကလည်းမမကြီးဤကံကျမကောင်းလေးဖြစ်ခြင်းမသည်အတွေ့ပေါင်းဆောင်ကအိတ်ဆက်ခြင်းကိုကောင်းကောင်းကြီးတားဆီးနိုင်လေသည် ကျမသည်တလူးလူးတလင်းလင်းဖြင့်ထထိုင်လိုက်အမောင်ဒူတဲကိုစိုက်ကြည့်လိုက်လုံနေမိသည်မနက်နနားထိုးဒီအခါမအိပ်ပြောင်းမိအတူတူဇက်ကကြည့်မိဆိုပြီးဖုန်းကိုကောက်ကိုင်းမိသည်မမရေအကောင်လေးကထူးထူးဆန်းဆန်းမီးစိမ့်နေသည်မမရေကအငြေရန်လိုင်းသုံးနေသည့်လူမျိုးမဟုတ်ပါတေးကြပေါ့သူလဲအိပ်မပြောင်းလို့ဖြစ်ရမည်မီးစိမ့်နေတာကို ကျမထိုင်ကြည့်ရင်ခဏကြာတော့မမရေဖုန်းခေါ်တာကိုမြင်ရသည် ကျမချက်ချင်းကောက်ကိုင်းလိုက်ပါသည် မမရီအတန်ကနှူးညံ့နေပါသည်ခိုင်းမင်းအိတ်မပြောဘူးလားကွယ်မမရီရောပဲအိတ်မပြောဘူးမလားမင်းရောအလကားပင်ပန်းစီမိပြီခလေးရဲ့ဟမ်မပင်ပန်းမအောင်မမရီမမရီအဲ့အချိန်မျိုးဘလို့များဖြတ်တန်ခဲ့ပါလိမ့်ဆိုပြီးကျွန်မအံ့ဩရတယ်မမရီဖြတ်ကျော်နိုင်ခဲ့တာတကယ်တော့တာပဲရှင်လျက်နဲ့တင်းနေတယ်လို့မျိုးပေါ့ခိုင်းရဲ့ဒါပေမဲ့တေးလို့လည်းမရရှောင်ပြေးလို့လည်းမရ အင်းလေဒါတွေကအတိတ်တွေပါကွယ်အခုတို့နာမည်မင်းရှိနေပြီပဲတခါတလေလဲတို့တွေ့မိတယ်အရာအားလုံးကမင်းနဲ့တွေ့ရအကြောင်းဖန်လာတာလားလို့ဒါပေမဲ့မင်းနဲ့ပါထပ်လွှဲရင်တော့ဒီတခါကိုခံနိုင်ရင်မရှိလောက်ဘူးတနေမမကြီးအတန်ကအဆုံးထိတောင်းမှန်တိုးရှိုးသည့်အတန်လေးပါနေပါသည်။ဘာကြောင့်သူကကျမကိုတောင်းမှန်ရပါလဲ။မမကြီးရဲ့ကျမကဘာလို့လဲအဲ့လိုမျိုးတစ္ဆာဖောက်မှလဲ ကျမဂရိပေးပါရယ်မမကြီးကျမဘဝမှာမမကြီးကလွယ်ပြီးနောက်ထပ်တယောက်မရှိတော့ပါဘူးအင်းတော်ပါ යි ကွယ်ပြီးတာပြီးသွားပါပြီအခုမင်းမအိတ်ချင်သေးဘူးလားမမကြီးကတမင်လှုပ်ယူပြီးအတန်ကို ပေါ့ပေါ့ပါပါပြောပါသည်ဟုတ်ဇကားကြည့်မလို့မနှက်ပြန်ဘာမှလှုပ်เสียမရှိဘူးမလားမမကြီးကလည်းသိရတဲ့အဲ့ဒါမေးเสียတော့မလို့ဒါဆိုတို့မင်းကိုလာခေါ်မယ်ကွယ် မနက်ခင်ဖះမှာရွှေသွားကတ်မယ်လေ။ cherry တွေလည်းပွင့်နေပြီဆိုတော့မင်းเจ้าမပြန်ခင်လေးဒိုးနှစ်ယောက်အတူတွားကြည့်ရ။ကျမမနက်စာကိုတရားထိတ်ကခောက်ဆဲစားခြင်းနဲ့ဝက်ခောက်ကြော်နဲ့ထနိုင်လို့လား။အဲ့ဆန်က9နာရီဆိုကုန်ပြီနော်။မမကြီးပဲမထနိုင်မှာ။အမေညလုံးပါအလလောရတဲ့ကျမကိုရှင်လျာရှော့တွက်တယ်ပေါ့။မမကြီးအတန်ကအဲ့ဒီလိုပြောရတဲ့အခါမှာရှင်လန်းလာပါသည်။ cherry ban ကဘာမှသွားကြည့်ရမှာလဲမမကြီးခောက်ကွင်ပေါ့အဲ့ဒီထဲမှာ cherry ပင်တွေတိတ်ပေါ်တယ်လေထိုင်စရာအခင်းနဲ့စားဖို့တခုခုလုပ်ပြီးပျော်ပဲသွားသွားရအောင်တွင်းကျင်နဲ့အောင်ကျမပျော်နေပြီစောင်းပေါက်လေးရောယူခဲ့မယ်စောက်အုပ်လေးရော ကျမရဘတ်ကားဆိုရယ်စောက်အုပ်လေးဖတ်မလို့ပျော်ဝဲစားဆိုကလေးတွေတိတ်ကြိုက်မှန်းထိုးတည်တယ်လေဟွန်းကျမကလေးဟောမဟောမမကြီးပို့တိမှာပေါ့ မမရီကရှက်သွားပုံရပါသည် ရေတန်းလွင်လွင်လေးလဲထွက်ပေါ်လာသည်တို့တိတ်ချစ်မိသွားတာပဲခိုင်ရင်ကျမောလားဟွန်းဟွန်းမဟုတ်ပါဘူးဘယ်ဟာမှမသိတဲ့လရဲဆက်ရဲကလေးမလေးတယောက်ကိုပြောတာမမရီဤခက်နဲ့နဲ့ပြောမှကျမတဘောတကြရဲမိပါသည် မနက်9နာရီထိုကန်ဒီမှကျမတို့ဖုန်းချမိကြသည်ဒါပဲနော်လို့ပြောလိုက် ောက်ထပ်စကားဆက်မိလိုက်နဲ့တော်တော်နဲ့ဖုန်းမချနိုင်ပဲရှိရသည်။အရင်ကအဆောင်မှာတငယ်ချင်းတချို့ရီစားနဲ့ဖုန်းပြောလျင်တိတ်ချတာကိုကျမနဲ့မေဂျော်ကဟာသလုပ်ခဲ့ဘူးသည်။ကျမတို့အခန်းကမြင်ညီတတ်မှာဆိုတော့အဆောင်သူတွေစကားထွက်ပြောလေးရှိသည့်ရှောက်လန်းနဲ့ညီသည်။တချို့တွေဆိုညအိုပိုင်းကနေညတကောင်အထိဖုန်းမချနိုင်ပေ။အဲ့ဒီအခါကျရင် အခန်းထဲကနေပြီးကျမတို့အခန်းမောင်နှစ်ယောက်က ပြောစရာမရှိလဲရေပနခွက်တောက်တရားစားပြုံးနေတဲ့အံ့ဩပါဆိုပြီးလောင်မိတော့သည်ဒါဝိမဲ့အခု ကျမအဲ့ဒီခံစားချက်ကိုကောင်းကောင်းကြီးနားလဲပါပြီမိကြော်ကြားလျင် ကျမတေးကြပေါ့အလောင်ခံရမည်ဖြစ်၏နောက်ထပ်စကားမပြောနိုင်သည့်အထိပါဇက်တွေညောင်းလာပြီးနားကလည်းတော်တော်ပူလာမှနှစ်ယောက်လုံးဖုန်းကိုပြိုင်းတူချမိကြသည် ဖုန်းချပြီးမှယာရီဥရုကအလွန်အေးနေတာကိုတတိပြုမိသည် ။ဆောင်းထဲမှာခဏနှွေးရင်ကျမမိခနဲ့အိပ်ပျော်သွားပါသည်။ဒီနေ့တော့ဒီလောက်ပါပဲရှင်။ကျမရဲ့လူချင်းမင်းလေးများအားလုံးအိမ်မက်လာလာမတ်ကြပါစေ။အသက်ရှူတိုင်းမှာငွေဝင်ကြပါစေ။ကျမရဲ့ audio book လေးတွေကိုနားဆင်ပြီးဘဝမော်ရီပြေပြောင်းနိုင်ကြပါစေ။